ဘဝမှာအရေးကြီးဆုံးကဘာလဲဒေတောက်ဖို့ရေမတောက်ဖွယ်နဲ့ဘလောက်ကြကြနေနိုင်မှာလဲရေမတောက်ဖွယ်နဲ့ဘယ်နည်းနေပြီးတေရောမှာအဲကြောင့်ဒီဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်ဗီဒီယိုမတောက်ခင်မှာကျွန်တော် channel မှာကြော်ညာထည့်ထားတာဖြစ်ဖြစ်ကြော်ညာတိတိယရေကူးနေတာဖြစ်ဖြစ်ဒီဖုန်းနံပါတ်ဆက်သွယ်ရတယ် လူတယောက်ရဲ့ခန္ဓာကိုယ်အရွယ်အစားလူတယောက်ရဲ့အသက်အရွယ်လူတယောက်ရဲ့အလေးချိန်ပုံမူတည်ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရေပါဝင်နှုန်းကအနည်းနဲ့အများအခြားချက်လေးတော့ရှိမယ်။ဒါပေမဲ့ overall ပြောရမယ်ဆိုရင်55ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းထိကကျွန်တော်တို့ခန္ဓာကိုယ်မှာရေနဲ့ဖွဲ့စည်းထားတာ။ဆိုတော့ကျွန်တော်တို့အုံနောက်ထဲမှာလည်းရေရှိတယ်။ကျွန်တော်နှလုံးထဲမှာလည်းရေရှိတယ်။ကျွန်တော်တို့အယူထဲမှာလည်းရေရှိတယ်ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကရေရမရှိမှဖြစ်ပဲကျွန်တော်တို့တွေးထဲမှာလည်းရေရှိတယ်ဆိုတော့ကျွန်တော်တို့ ပေါ်မှာရေကအရန်ကိုအေးပါတယ်ဥပမာစက်ရုံတစ်ခုလဲပတ်ဖို့စက်တစ်ခုလဲပတ်ဖို့ဆိုရင် fuel ဆိုတဲ့ dirt CO diesel လိုအပ်နေတယ်လို့ပြောပဲကျွန်တော်တို့ခန္ဓာကိုယ်လဲပတ်ဖို့ဆိုရင် fuel ဆိုတဲ့ရှီလိုအပ်တယ် ို့တကယ်လို့ကျွန်တော်ကြည့်နေတဲ့ပြည်သက်တွေကရေလုံးဝမတောက်ပဲနဲ့ရက်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်မှာဘာပြောင်းလဲမှုတွေစပြီးဖြစ်လာမှာလဲဆိုရင်နံပါတ်၁ချက်ပထမ၂နာရီလောက်ဘာမှတိရမှာမဟုတ်သေးဘူးဆိုတော့အဲ့နောက်ပိုင်းမှာဘာတွေသိရမလဲဆိုတော့ကျွန်တော်တို့အုံနောက်ကနေကတော့ signal လမ်းပြောလဲနှစ်နာရီခန္ဓာကိုယ်တော့ရေမဝင်လာသေးဘူးဆိုရင်အုံနောက်ကနေပြီးတော့ signal လမ်းပို့မယ်ခန္ဓာကိုယ် ခန္ဓာကိုယ်ရဲ့ရေမဝင်လာသည်ကစ်နီရဲ့ရေနဲ့ပတ်သက်တဲ့အလုပ်တွေကိုသူက secret လုပ်ပေးရတာဖြစ်တဲ့အတွက်မှကစ်နီကိုအလုပ်လျှော့လို့ကိုအုံနောက်ကလမ်းပြီးအလက်ပေးမယ်အဲ့ဒီအချိန်မှာကစ်နီကအလုပ်လျှော့လို့လိုက်တဲ့အချိန်မှာဘာထပ်ဖြစ်လာမလဲဆိုရင် impact ကကျွန်တော်တို့စီပဲ impact ဖြစ်လာမှာအဲ့ဒါဘာဖြစ်လဲဆိုရင်ကျွန်တော်တို့တွားတဲ့ sea ကဝါလာလဲပြီးတော့အနက်ကအကောင်းနေမှာမဟုတ်ဆိုတော့အဲ့ဒါရေမတောက်ရတဲ့အတိခအကြောင်းရေမဖြစ်လာတယ်ပဲဆိုတော့အဲ့ဒါလည်းမဖြစ်သေးဘူးကျွန်တော်တို့ပြီးရင်နောက်ပြီးတော့အဲ့ဒါပထမဆုံးခန္ဓာကိုယ်မှာ warning ပေးလာပြီး ရှီလိုအပ်နေပြီခန္ဓာကိုယ်မှာရှီလိုအပ်နေစေပထမဆုံးဝင်နေပေးလာပြီထပ်ပြီးတော့ဘာလေးဖြစ်မလဲဆိုရင်ရှာတွေ၆လာမယ်အာတွေ၆လာမယ်အဲ့ဒါကိုပါထပ်ပြီးလေးလေးရှူလိုက်မယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေပြစ်လာမယ်အဲ့သွေးတွေပြစ်လာတဲ့အုံမှာကျွန်တော်နှလုံးကနေပြီးတော့သွေးတွေပတ်မလို့ဘူးနှလုံးရဲ့အတိတ်ကအလုတ်ကသူ့ရှူရောက်လာတဲ့သွေးတွေအကုန်လုံးခန္ဓာကိုယ်ရဲ့နေရာအနှံ့ကိုရောက်ဖို့အတွက်ညှစ်ထုတ်ပေးတာအဲ့ညှစ်ထုတ်တဲ့အလုတ်မှာပူပြီးလှုပ်လေရဘာဖြစ်လို့လဲလို့မေးတယ်ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့သွေးတွေကပြစ်နေပြီရေကခန္ဓာကိုယ်ထဲမှာဝင်လာတော့သွေးတွေကပြစ်နေပြီအရင်လိုမကျဲနေတော့ ဲ့လိုဖြစ်နေတဲ့အချိန်မှာနှလုံးကနေညှစ်ထုတ်ဖို့ဆိုရင် density ပူများသွားတယ်သူရဲ့အလေးချိန်ပူများသွားပြီးတော့အဲ့ဒါကိုခန္ဓာကိုယ်နေရာအနှံ့ရောက်ဖို့ဆိုရင်နှလုံးကပြင်းပြင်းခုန်ပြရတယ်အဲ့နှလုံးပြင်းပြင်းခုန်ဖို့ဆိုရင်နံပါတ်၁ချက်နှလုံးခုန်လို့ညံလာတယ်ပဲခန္ဓာကိုယ် automatic ကိုပြင်းနေတာမဟုတ်ပဲနှလုံးခုန်လို့ညံလာမယ်နံပါတ်၂ချက်ဆိုတော့ကျွန်တော်သွေးပုံကြီးစစ်လာလိုက်မယ် ပြီးတော့ခန္ဓာကိုယ်ကချွေးရထွက်လာမှာမဟုတ်ဘူးပြီးတော့ခန္ဓာကိုယ်ကပူလာမယ်ထပ်ပြီးတော့ကျွန်တော်တို့ဆူဆူဝါးဝါးတွေဘာတွေဖြစ်လာမလဲဆိုရင်အုံနောက်ထဲမှာရှိတဲ့ဆဲတွေတဖြည်းဖြည်းနဲ့ကြုံလာမှာဆိုရင်ရေပါဝင်ပူဝမှုမရှိတဲ့အတွက်မှခေါင်းကြီးကိုက်လာအဲ့ခေါင်းကြီးကိုက်တာကလေကျွန်တော်တော်တော်ခေါင်းကိုက်တာမျိုးမဟုတ်ပဲလေခံစားလို့မရတဲ့ခေါင်းကိုက်မှုတွေဖြစ်လာလိုက်မယ်ဆိုတော့ကျွန်တော်တို့တိတိလေးအစစဉ်းစားလို့ရနေတာမဟုတ်တော့ဥပမာတနစ်တဲ့ပါဝင်ဘလောက်လေးအစကျွန်တော်တို့အုံနောက်ကအလုံးလုံးနိုင်မှာမဟုတ်ဘာဆိုတော့ရေမတောက်တဲ့အတိတ်အကြောင်းရင်းကနောက်ပိုင်းမကြပါဘူးမူးလဲဝါလိုက်မယ်ဆိုတော့ 24နာရီနေပြီးတော့48နာရီအထိရေမတောက်ထိုင်ဖြစ်လာနိုင်တဲ့ process တွေဆိုတော့ရေအတက်ကကျွန်တော်တမနတ်လို့ပြောနေပေမဲ့လည်းကျွန်တော်ပြောရမယ်ဆိုရင်ရေ3ရက်ထိမတောက်ဘဲနဲ့လူတစ်ယောက်ကအသက်ရှင်နိုင်တယ်ဒါပေမဲ့အသက်ရှင်နိုင်တယ်ပဲကျွန်တော်ပြောတာဗျာဘယ်လောက်ရှင်နိုင်လဲဆိုတော့ကျွန်တော်မပြောပါဘူး3ရက်လူတစ်ယောက်ကရေမရှိဘဲနဲ့3ရက်ဇက်တိုင်း ဆိုတော့အသက်ရှင်လေးရဲ့နေထိုင်သွားနိုင်တယ်ဒါပေမဲ့ तू ဘလို့နေထိုင်သွားမလဲဆိုတော့အရှမ်းမူတည်တယ်အဲ့၃ရက်လုံးကသူ့ဘဝကြီးမှာငရဲလိုနေထိုင်သွားမှာရေမရှိတာဖြစ်တဲ့တော့မှပူလောင်တဲ့အရင်ခံနေရမယ်ခန္ဓာကိုယ်ပူလောင်မှုတွေဆိုတော့ကျွန်တော်အတွင်းပူလောင်မှုတွေဘာလို့ရေးရတဲ့ပေကအေးမြချင်ဗျာဆိုတော့အဲ့လိုဖြစ်လာတဲ့အပေါ်မှာဒီရှိကျွန်တော်တို့မတောက်ဘူးဆိုရင် life မှာရရင်ဒုက္ခရလာမယ်တော်များများပြဿနာတွေရေနဲ့ဖြေရှင်းလို့ရတယ်။ဥပမာကျွန်တော်ပြောရမယ်ဆိုရင်အခုလက်ရှိကျွန်တော်တို့ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တယ်ပဲထား။ သွေးမထွက်ပဲနဲ့ဒဏ်ရာတစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒါကိုရေနဲ့ကျွန်တော်ဥမာကိုကခေါင်းကိုတန်ရနဲ့ဝင်တိုက်မိလိုက်တယ်ခေါင်းဖူသွားတယ်ဆိုရင်ရေနဲ့ဖိချလိုက်တယ်ဆိုရင်ရေရဲ့အာကျွန်တော်တို့ခန္ဓာကိုယ်မှာအဲ့ဒါတိတ်မကြအောင်ပျောက်သွားလိုက်မယ်ဆိုတော့ရေကကျွန်တော်တို့ life မှာအများကြီးလိုအပ်တယ်ဆိုတော့တရက်ကို2လီတာကနေပြီးတော့3လီတာအထိတောက်တာကြီးအကောင်ဒါပေမဲ့တချို့ကျတော့ BMI ရဲ့တွက်ချက်မှုတွေနဲ့ ကိုယ်ခန္ဓာကိုပြောင်းလဲဖို့အတွက်ဆိုရင်ကိုယ်ခန္ဓာကိုမှဒီနေ့ဆိုတော့ကိုယ်ဟာကိုယ်လက်ရှိဝါနေတယ်ဗျာဝေးချကျင်တယ်အဲဝေးချကျင်တဲ့လူတယောက်အနေနဲ့ကိုယ်ကရှိနေတာ80ကီလို60ကီလိုသွားနေတယ်ဆိုရင်အဲ80ကီလိုကနေ60ကီလိုချနေတဲ့ကိုယ်ခန္ဓာကိုရဲ့ BMI process တွေအကုန်လုံးတွက်ချရပြီးတော့တရက်ကိုရေပန်းနေတာတောက်ရမလဲဆိုတာအစ အကုန်လုံးရှိနေပါတယ်ဒါကတော့ကျွန်တော်ဒါ medical ဘိုင်းနဲ့ကျွန်တော်ဒါ muscle building အပိုင်းမှာတို့တို့ဒီ process တွေကတို့တို့ body builder တွေအများအသုံးချနေတဲ့ process တစ်ခုပဲတို့ခန္ဓာကိုယ်ရဲ့ BMI ကိုတို့ရေလုံးတွက်ကြည့်မယ်တွက်ကြည့်ပြီးတော့မှတို့ခန္ဓာကိုယ်မှာပြိုင်ပွဲဝင်တော့မယ်ဆိုရင်ရေဘယ်လောက် percentage ပဲရှိရမလဲဆိုကျွန်တော်တို့ဒါအာ fitness တဲ့မှာဝင်ပြီးတော့ပြိုင်ပွဲဝင်နေလို့လေအကုန်လုံးကြည့်လိုက်မယ်ဆိုရင်တို့တွေအကုန်လုံးကပြိုင်ပွဲဝင်ခံရင်းချရင်အစားအသောက်တွေရှည်တွေကိုအဓိကရှောင်ရတယ်အဲ့ဒါဘာဖြစ်လို့လဲလို့မေးရဆိုရင်ဒီရှည်ကြောင့်တို့ခန္ဓာကိုယ်မှာလည်းနည်းနည်းလေးပုံပြတ်သွားနိုင်တယ် ဆိုတော့ကျွန်တော်မီးဆိုတာမလောင်ငင်ကြားရတယ်ဗျာကျမ်းမာရေဘဟုတုတ္တဆိုတာလည်းအနှဲ့နဲ့အမြားလူလိုက်ရှိနေတယ်ဗျာဆိုတော့တနေ့တကူနေချိုင်နဲ့ပတ်ဝန်းကျင်မှာဘာလို့လို့အလဲကိုခန္ဓာကိုယ်ကဘလို့မျိုးစားလဲလူတစ်ယောက်နဲ့တစ်ယောက်ကခန္ဓာကိုယ်ဖွဲ့စည်းပုံမှာမတူနိုင်ကျွန်တော်ဦးနှံပြောခဲ့တယ်လို့မျိုးပဲဆိုတော့55ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းဒီခန္ဓာကိုယ်တစ်ခုမှရှိနေတယ်ဆိုတော့အခုကျွန်တော်ခန္ဓာကိုယ်ထဲမှာဘလောက်ရေ percentage ရှိနေလဲဆိုတာကကျွန်တော်ခန္ဓာကိုယ်ရဲ့ weight နဲ့ဆိုင်နေတယ်နောက်တစ်ခုကကျွန်တော်ရဲ့အသက်အရွယ်နဲ့ဆိုင်နေတယ်ဆိုတော့ဒီအသက်အရွယ်မှာဘလောက်ရှိနေလဲဆိုဘလောက် weight ရှိနေလဲဆိုရင်ခန္ဓာကိုယ်ထဲမှာဘလောက်ရေတက်ရှိနေလဲဆိုတာ ဒါပုံမှန်ရှိနေပြီပြီးတော့ဘယ်လောက်လိုအပ်လဲဆိုတာလည်းသူဟာနဲ့သူသူ့ body type နဲ့သူ့ဘာသူရှိနေပြီဒါအဲ့လောက်ကိုအမြဲတမ်းဖြည့်ပြီးတော့တောက်ပေးရတယ်ဆိုတော့မနဲ့အစော်ကြီးရေထတော့ရတယ်အဓိကအကြောင်းညာပါလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းကျမ်းမာရေးဘဟုသူတန်းနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်တယ်ဆိုရင်ပြန်လဲကြမယ်မနဲ့အစော်ကြီးထတာလည်းရေတတိကလောက်တော့ပါအဲ့ရဲ့အဓိကအကြောင်းညာပါလဲဆိုကျွန်တော်ညတစ်ညလုံးမှာဥမာကိုက၈နိုင်အိတ်ထားတယ်ပဲထား၈နိုင်လုံးကိုရှိမတောက်ထားဆိုတော့၈နိုင်လုံးကိုကရေမတောက်ထားတာဖြစ်တဲ့အတွက်ပါ ဒီ၈နှစ်ရဲ့အတွင်းမှာလိုအပ်တဲ့ရေတွေအကုန်လုံးမနက်ပိုင်းမှာကျွန်တော်တို့ထပ်ပြီးတောက်ပေးရတယ်။အဲ့ဒီအချိန်မှာမနက်ပိုင်းမှာထပ်ပြီးရေတောက်ရတယ်ဆို process ကဘာတွေဖြစ်လဲလို့မေးရဆိုရင်ကျွန်တော်တို့အစာရင်ထဲမှာမနစ်ညစားရတဲ့အတွင်းကျန်နေရှိလဲဆိုတော့အဲ့ဒါတွေကဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဗျာအစာကိုကျွန်တော်တို့ဒါသမင်းဦးဒီလိုက်ကျွန်တော်တို့ထားရမယ်ဆိုရင်ရပောင်းနိုင်ငယ်ချလာလို့ဆိုတော့အဲ့သမင်းကပို့သိုးသွားမှာပဲလေအဲ့လိုမျိုးပဲခန္ဓာကိုယ်ထဲမှာရှိတဲ့အစာရင်ထဲမှာပဲကြီးရှိအဲ့သမင်းကလည်းကြာရင်ပို့သိုးသွားလဲမယ်ဆိုတော့အဲ့ပို့သိုးရတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့မနက်ကြာရင် ရေတောက်လိုက်ခြင်းအပြင်ကျွန်တော်တို့အစာရင်ထဲမှာပြည့်သွားလည်းမရှိသေးရဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့သဘောတရားမလိုအပ်တာတွေအကုန်လုံးကျွန်တော်တို့စီးတွေဝေးတဲ့အဖြစ်ကျွန်တော်တို့ထုတ်ပေါ်ပြလိုက်တယ်အဲ့ဒီချိန်မှာပဲစာရင်ထဲမှာရေပြည့်သွားပြီဖြစ်တဲ့အတွက်တခြားလက်မခံနိုင်တော့ဆိုတော့အရင်တော့လက်ခံတာအရင်တော့တိန်းထားတဲ့ဟာတွေအကုန်လုံးရှင်းပြလိုက်တယ်ဆိုတော့မနက်အစောကြီးထားယူတော့ရေတလီတာတောက်ခြင်းဟာအသက်ရှိခြင်းရဲ့အ တိကအကြောင်းရင်းမယ်ဆိုတော့အခုလက်ရှိအသက်60ကျော်နေတဲ့လူတွေကိုလုံးတက်ကြည့်ကြည့်ပါအဲ့ session အဲ့ strategy ကို follow လုပ်တဲ့လူတွေအများကြီးရှိတယ်ဆိုတော့မနက်ဆိုရေးတလီတာတောက်တာအရေးအရေးကြီး Okay အခုတော့ကျွန်တော်ရေးအကြောင်းပြောတယ်နောက် video တွေမှာကျွန်တော်ဒီရက်ပိုင်း science နဲ့ပတ်သက်တာမပြောရတော့တော်တော်လေးကြာနေပြီဖြစ်တဲ့အတွက်ကျွန်တော် science ဘက်လေးနည်းနည်းဦးတည်မယ်နောက် video ကကဘာကြီးမှာ oxygen မရှိရင်ဘာဖြစ်သွားမလဲလို့ဆိုတော့ကဘာကြီးမှာ gravity မရှိရင်ဘာဖြစ်သွားမလဲအဲ့လိုဟာမျိုးတွေကျွန်တော်ထပ်တင်ပြပါအောင် Thank you